လောင်လုံးမြောင်ပိုင်းကိုစစ်ကြောင်းထိုးလာတဲ့ဆရာနာရှင်တပ်စစ်ကြောင်းဟာအော်တိုဘားလရှင်နေမနဲ့ပိုင်းကဒုံးနဲ့ပိုးချတက်ခိုက်ခံရတယ်လို့ဒေသခံတွေကပြောပါတယ်။အင်အားတရာနီးပါးရှိတဲ့ဆရာနာရှင်တပ်စစ်ကြောင်းဟာအော်တိုဘားလရှင်နေမနဲ့ပိုင်းကဒဝင်မြို့ကနေလောင်လုံးမြို့နယ်တောရှိကျွာရှိစက်ပြွေးတိတ်ပန်းတောင်ကိုရောက်လာခဲ့တာပါ။အဲ့ဒီစစ်ကြောင်းဟာစက်ပြွေးတိတ်ပန်းတောင်ကနေလောင်လုံးမြို့နယ် ပန်းစီဂျေဝါကိုစစ်ကြောင်းထူထင်မှာတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံချတက်ခိုက်ခဲ့လို့ဆက်အနာရှင်တပ်သား2ဦးတန်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဆက်အနာရှင်တပ်စစ်ကြောင်းကိုဘယ်တော်လိုင်းတပ်တွေကတက်ခိုက်ခဲ့တာဆိုတာကိုတော့အသေးစိတ်မသိရသေးပါဘူး။ ဒုံဘုချတက်ခဲခံရပေးတဲ့နောက်စစ်ကြောင်းဟာဗန်းစီဂျီဝါဖိုးကြီးကြောင့်မှကတိအလှအတွဲလောဟာပင်းနေတဲ့ရွာသားအချို့ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးအမှန်တရားလေးတိုင်ရင်အတွင်ဖမ်းဆီးချုံနှောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။အဖမ်းခံထားရတဲ့လူဦးရေဘလောက်ရှိတယ်ဆိုတာနဲ့ပြန်လွတ်မလွတ်အခြေအနေတွေကိုတော့ဒေါ်ဝါချနေနဲ့စုံစမ်းနေစေဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းဟာ ဒီနေ့အော်တိုဘာလ9ရက်နေ့ထိစိုက်ပျိုးသိပ်ပန်းကျောင်းမှာတက်ဆွဲထားစေဖြစ်ပါတယ်။လောင်လုံးမြို့အနီးရှိတဲ့ညင်မော်ရွာကိုလည်းအော်တိုဘာလ9ရက်နေ့ဒီကနေ့မနေ့ပိုင်းကဆက်နာရှင်တက်စစ်ကြောင်းတစ်ကြောင်းရောက်ရှိလာပြီးညင်မော်ရွာမှာနေတဲ့ရွှေပြောင်းလောက်သားငါးဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ စစ်ကော်မရှင်ကအလုံးမဲ့ရွှေကောက်ပွဲနီလာချိန်မှာစစ်အနာရှင်တဟာဒဝေကိုင်းထဲကတွန်လိုင်းတပ်တွေထိချုပ်ထားတယ်လို့ယူဆရဲဒေသထဲကအရွာတွေကိုစစ်ကြောင်းထိုးတာနဲ့လေကြောင်းတက်ခိုက်တာတွေလှုံ့ဆောင်းလာနေတာကိုတွေ့ရပါတယ်။ဘောက်ကတော့တနင်္သာရီတန်းတရချောင်းမြို့နယ်မှာစစ်ကြောင်းထိုးခဲ့တဲ့အကြမ်းဖက်စစ်တပ်ကပြည်သူ့နှုတ်ကိုလေလီတက်ဖြတ်သွားပြီးကျေးရွာလေးခုကနေအိမ်တရာကျော်ကိုမိရှို့ဖျက်ဆီးခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရတယ်။ ဩဂတ်စာ၁၂ရက်နေ့ကနေ၂၅နေ့ထိတရချောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေဟာ၁၄ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ပွဲတွင်းမှာအကြမ်းဖက်စစ်သားအလောင်းနှလောင်းနဲ့ MA4 တနက်တလက်နဲ့ MA1 တနက်တလက်ကိုတင်းဆဲရရှိပြီးစစ်မှုထမ်းတပ်သား၆ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့လို့လည်းသိရှိရပါဗျ။အဲဒီတပွဲတွင်းမှာအထိနာခဲ့တဲ့အကြမ်းဖက်စစ်တပ်က ဩဂတ်စ22ရက်နေ့နဲ့22ရက်နေ့တို့မှာမိုးရွှေကူးရွာနဲ့စော်ဖျားရွာကိုဝင်ရောက်ဆင်းရဲပြီးပြည်သူနှုတ်ဦးကိုဖမ်းဆီးကလယ်လီတက်ဖြတ်ခဲ့တယ်လို့လည်းဒေသပြည်သူတွေကပြောပြပါရယ်။ဒါအပြင်ကျေးရွာအတွင်းကနေအိမ်86လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီးနေအိမ်အတွင်းကတံခိုးကြီးတွေကိုလည်းယူဆောင်သွားတယ်လို့လည်းသိရပါရယ်။ဒါအပြင်အကြက်ဘက်စစ်တပ်စစ်ကြောင်းမှာစက်တင်ဘာလ9ရက်နေ့မှာ တင်းကျွန်းရွာနဲ့ရန်တောင်ကျွာတို့ကိုဝင်ရောက်ဆင်းနေပြီးရန်တောင်ကျွာက နေအိမ်30ကျော်နဲ့တင်းကျွန်းရွာကနေအိမ်10လုံးကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရပါတယ်ရှင်ဘလောမြုံနယ်ဘလာမြုံအနီးမင်းပြေဝါကနေ30ကျော်ဆန္နာရှင်တပ်ကမိရှုဖြစ်စီခဲ့တယ်လို့ဒေသခံတွေစီကတည်ရပါတယ် အော်တိုဘန်လ၄ရက်နေ့မှာမိမိရွာမြုံရင်ရက်ကွက်ကနေ၃လုံး၆ရက်နေ့မှာနေ9လုံး၈ရက်နေ့မှာတလုံးစုစုပေါင်းနေ17လုံးမိရှုပ်ခံရတာပါဘလမြို့ပေါ်နဲ့မိမိရွာအပောင်းအနီနာကအရှွာတွေမှာဆန္ဒရှင်တပ်စစ်ကြောင်းနဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တော်နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာနှစ်လကျော်ကြာလာပြီလို့ဒေသခံတချို့နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတချို့ကပြောပါတယ် ဆရာနာရှင်တန်စေချောင်းဟာပလောမြို့နယ်ပလောက်ပလာကနေဗိမြို့ထိအမှတ်ရှိပြီးတော်စုလမ်းမကြီးကိုစုံမထေချိုနိုင်ဖို့နဲ့ရေကောက်ပွဲကျင်းပနိုင်ဖို့အတွက်ပြီးတော်စုလမ်းတလျှောက်ကိုစေချောင်းထုံးနေတာလို့ပေးခဲ့အမှတ်တစ်တန်ရင်က တိုက်ရင်မှုပုံပြအောင်ကပြောပါတယ်။ဒါပြင် နေစနီပါတိုက်ပွဲဖြစ်နေပြီးအော်တိုဘားလနေနီကလည်းမိမိရွာထဲကိုတိုက်လေရင်နဲ့ပုံနယ်လိုကြက်ချတိုက်ခိုက်ခဲ့တယ်လို့ပိုက်ဖိုက်ဆက်တင်နဲ့ပါလက်ပတ်ပြစ်ခတ်ခဲ့ပါသေးတယ်။နှစ်ဖက်တိုက်ပွဲနဲ့လေချောင်းရေချောင်းကလည်းနဲ့ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာလို့ကြောင်းဗလာမြုပ်ခံတွင်နဲ့မိမိရွာအပါဝင်အနည်းငယ်ချင်းဂျီဝါကဒေတာခံတွင်စစ်ပေးရှောင်နေကြပါလေ။ စစ်ကောင်စီကစစ်မှုထမ်းဥပဒေကြောင့်ပြအာရမစစ်သားစုဆောင်တာတွေလုံနေချင်းထန်နေငန်းရင်အောင်ထီထီစခန်းကမြန်မာနိုင်ငံသား90ကိုကော့တောင်းဖက်ဒီကနေ့ထပ်မံလွှဲပြောင်းလိုက်တယ်လို့ကိုယ်တိုင်လိုက်ပါပူဆောင်တဲ့မြန်မာနိုင်ငံသားစီကသိရပါတယ်စစ်တမလား9ရက်နေ့23ရက်နေ့မှာမြန်မာနိုင်ငံသား290နဲ့2ယောက်ကိုနေရပြန်ပုတ်ခဲ့ပြီးနောက်အခုအော်တိုဘာလအတွင်းထပ်ပြီးလွှဲပြောင်းလိုက်တာဖြစ်ပါတယ် ဒီနေ့အော်တိုဘလာကိုရင်းနေ့အနေလေကထိုင်နေကြအတွင်းအကြောင်းမျိုးမျိုးနဲ့ပြည်တန်းကြခံရပြီးရန်အောင်ထေသေးစခန်းမှာထေသိထားတဲ့မြန်မာနိုင်ငံသားအမျိုးသား81ယောက်နဲ့အမျိုးသမီး9ယောက်ကိုကော့တောင်းမျိုးကိုထမ်းမှလွဲပြောင်းပေးခဲ့တာပါဒီလိုနေ့ရက်ပြန်ပေါ်တာ2025ခုနှစ်တွင်စနစ်ကြီးမြောက်ဖြစ်ပြီးအခုနှစ်တွင်နေ့ရက်ပြန်ပို့ခံရသူ1960ဦးရှိလာပြီဖြစ်ပါတယ် ဒီကရ2024ခုနှစ်ထံမှာလည်းရန်အောင်ထွေသေးစခန်းကနေပတ်တောင်းကိုပြန်လွှဲပြောင်းပေးတာစုစုပေါင်း16ကြိအထိရှိခဲ့ပြီးမြန်မာနိုင်ငံသား2005ရောက်အထိပြန်လည်ပို့ဆောင်ခဲ့ပါတယ်။နေရပြန်ပုံမဲ့မြန်မာနိုင်ငံသားတွေကိုရန်အောင်ခေါင်းနှံဟောင်းမိပြတိုင်လန်ကနေတစင်းကော့တောင်းဘက်ကို16တွင်လွှဲပြောင်းပေးခဲ့တာပါ။ ဒါပြင်စစ်ကောင်စီကလည်းနေရပြန်လဲပို့ဆောင်ခံရသူတွေကိုစစ်မှုထမ်းအတမှအကျိုးဝင်ဖမ်းဆီးခေါ်ဆောင်တာတွေဆက်တိုက်လှုံ့ဆော်နေရလို့စစ်မှုထမ်းဆူဆောင်ခံရသူတွေစီကသိရပါတယ်။